မင်္ဂလာပါရှင်ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ပြန်ကြားရေးတာဝန်ခံနော်ဘူးဤစစ်ဆောင်စခန်းဆောက်လုပ်နေသောပုံများမှာကချင်ပြည်နယ်အတွင်းစစ်ဘေးရှောင်သူများပြားလာနိုင်တဲ့သဘောဆောင်နေဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်အခုရပိုင်းဆိုရှယ်မီဒီယာပေါ်မှာခရင်ကိုပြန်ကြားရေးတာဝန်ခံနော်ဘူးရဲ့စစ်ဆောင်စခန်းဆောက်လုပ်နေတဲ့ပုံများပြန့်နှံ့လာတဲ့အပေါ် ကချင်ပြည်နယ်အတွင်းမှာစပေးရှောင်သူများပြလာနိုင်တဲ့သဘောကိုစောင့်နေတယ်လို့ကချင်ပြည်နယ်အရေးလေလာသုံးသက်သူတို့ကပြောပါတယ်။ သူကတော့စီယုံရည်အနေနဲ့ကချင်ပြည်သူတွေကိုသူကိုယ်တိုင်အောက်ခြေကအစာလိုက်ပြီးလှုပ်ပေးနေတယ်ဆိုတာကိုပြကျင်တာပါ။ဒါပေမဲ့လက်ရှိမှာကတက်မတော်နဲ့ခရိုင်ရီတို့တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်တိုက်ပွဲဖြစ်တဲ့ဒေသကပြည်သူတွေစစ်ဘေးရှောင်နေရတယ်။ဆက်လက်ပြီးတော့လည်းတိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက်စစ်ဘေးရှောင်သူတွေပုံများလာမယ်ဆိုတဲ့သဘောကိုစောင့်နေတယ်။သူ့ရဲ့လုပ်ပုံကသူသားပြည်သူကိုတကယ်ကြည့်တယ်ဆိုရင်သူမတရားတိုက်ခိုက်သိမ်းပိုက်ထားတဲ့ဒေသတွေကနေပြန်ထွက်ခွာပေးလိုက်ရင်တိုက်ပွဲတွေဖြစ်စရာမလိုတော့ဘူးလို့သူကပြောပါတယ်။လက်ရှိမှာဗမော်နဲ့မြစ်ကြီးနားဖက်ကန်သွား ာလမ်းပေါ်ရှိကက်မော်စွတ်တို့မှာတက်မတော်နဲ့ KIA တို့တိုက်ပွဲပြင်းထန်လျက်ရှိပြီးတက်မတော်ကလည်းနေမြေများပြန်လည်ရရှိရေးအတွက်ထိုးစစ်ဆင်လာပါက KIA ထိန်းချုပ်ရာဒေသရှိပြည်သူများစစ်တမ်းတင့်မဲ့အရေးစိုးရိမ်ပူပန်မိတယ်လို့ဖားကန့်ဒေသနေပြည်သူတို့ကပြောပါတယ်။ အခုဖားကန့်ကိုတက်မတော်ကနေထိုးစစ်ဆင်နေတာဖြစ်တဲ့အတွက် KIA နဲ့ထိတွေ့တိုက်ပွဲတွေနေ့တိုင်းလိုလိုဖြစ်နေတာကျွန်တော်တို့ဖားကန့်ကိုလည်းဘယ်ချိန်ရောက်မယ်ဆိုတာမပြောနိုင်ဘူးတိုက်ပွဲဖြစ်ပြီဆိုတာနဲ့အဓိကခံရတာကပြည်သူတွေပါပဲအခုဆိုရင်ဒေသခံတွေကစစ်ဖြစ်မှာကိုအယံကြောက်နေကြတာဟုတ်တယ်တိုက်ပွဲတွေအမြန်ပြီးဆုံးစေချင်ပြီလို့သူကပြောပါတယ် တက်မတော်စစ်ကြောင်းမှဗမော်မှာနေမြေရှင်းလင်းမှုတွေကိုလှုပ်ဆောင်လျက်ရှိပြီးဖားကန့်မြို့နယ်ကိုလည်းပြန်လည်ထိန်းချုပ်ရန်ပြီးခဲ့တဲ့ဧပြီလအတွင်းကစပြီးမြစ်ကြီးနားဖားကန့်သွားလမ်းပေါ်ရှိ KIAPDF ဖူပေါင်းစခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်ကာနေမြေရှင်းလင်းမှုတွေပြုလုပ်နေတယ်လို့မြေပြင်သတင်းတွေရသိရပါတယ်။ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကချင်ပြည်နယ်အထူးဒေသတစ်အတွင်းဖြစ်ပေါ်နေတဲ့သတင်းထူးသတင်းဦးများ စီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးနဲ့နိုင်ငံရေးသတင်းတွေကိုကဏ္ဍဆွန်လင်းစွာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။နာတော့တာဆင်ပေးကြတဲ့ပရိသတ်တွေကိုအထူးပဲကျေးဇူးတင်ပါတယ်။ မင်္ဂလာပါရှင်ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ပြည်ချာရေးတာဝန်ခံနော်ဘူးဤစစ်ဆောင်စခန်းဆောက်လုပ်နေသောပုံများမှာကချင်ပြည်နယ်အတွင်းစစ်ဘေးရှောင်သူများပြလာနိုင်တဲ့သဘောဆောင်နေဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်အခုရပိုင်းဆိုရှယ်မီဒီယာပေါ်မှာ KNU ပြန်ကြားရေးတာဝန်ခံနော်ဘူးရဲ့စစ်ဆောင်စခန်းဆောက်လုပ်နေတဲ့ပုံများပြန့်နှံ့လာတဲ့အပေါ်ကချင်ပြည်နယ်အတွင်းမှာစစ်ဘေးရှောင်သူများပြလာနိုင်တဲ့သဘောကိုစောင့်နေတယ်လို့ကချင်ပြည်နယ်အရေးလေ့လာ